မင်္ဂလာပါကျွန်တော်တို့အောင်သူကကျော်ပါအင်ချမီနဲ့ပတ်သက်ပြီးတော့လေးလာရေးသားနေတဲ့ဒီပြောက်ဖြစ်ပါတယ်လက်ရှိအာအင်ချမီစီကွတ်အနေနဲ့ဒီလက်ရှိပေါ့နော်ကျွန်တော်တို့ဆိုအော်တိုဘာလာထည့်ရောက်နေပြီပေါ့နော်ဆိုတော့ဒီဘယ်လိုမျိုးဖြစ်နေလဲဟိုစီကွတ်ချင်းဒီဘာတွေဆက်ဖြစ်နိုင်တယ်လဲပေါ့နော်ဆိုတော့ဒီအကြောင်းအမပြောခင်မှာကျွန်တော်တို့အပိုင်း၃ပိုင်းခွဲပြီးတော့ပြပြပေးတော့ပါနံပါတ်၁အပိုင်းကတော့ကျွန်တော်ဒါရောင်းတော်ဝယ်သူကအခြေအနေဖြစ်ပါတယ်เนาะနံပါတ်၂ကတော့အာလာမဲ့ ကာလာဒီမှာဆိုရင်ကျွန်တော်တို့ရေကောက်ပွဲရှိနေပါတယ်။အဲတော့ရေကောက်ပွဲပြီးအခြေအနေဆိုပြီးတော့ကျွန်တော်တို့ပိုင်းနှစ်မှာပြပြပြသွားပါမယ်။အဲအပိုင်း၃ကတော့ဒါကျွန်တော်တို့လက်ရှိအာဈေးကွက်အခြေအနေမှာလူတော်တော်များများအပြောများနေရဲ့အကြောင်းလေးကိုကျွန်တော်ကပြပြပြသွားမယ်ဖြစ်ပါတယ်။ဆိုတော့နံပါတ်၁ကတော့ကျွန်တော်တို့ရောက်လို့အဝယ်လို့အခြေအနေပေါ့။ကျွန်တော်တို့ဈေးကွက်တွေအေးတယ်လို့ခံစားလာခဲ့ရတာ။ဒလနလာကြော်ခဲ့ပါ။ပုံမှန်ဈေးကွက်အေးတယ်ဆိုတဲ့အနေအထားတစ်ခုမှာကျွန်တော် တတိထာမီယာတလောက်ကလက်ရှိအခြေအနေဟာလူတွေကအပန်းဖြေတဲ့ဓာတ်ပြင်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒါစီကွက်ပုံမှန်ဒါအေးနေတယ်လို့ကျွန်တော်ကဒီလားဒီဆိုလို့ရှိရင်သတ်မှတ်လေးရှိပါတယ်ဒါပေမဲ့ပုံမှန်အားဖြင့်ဒီတည်င်းကျုပ်အပြီးမှာအယောင်းဝယ်လေးတွေကပုံမှန်အားဖြင့်ဆိုရင်ပြန်ပြီးတော့လိုက်နာတဲ့အနေအထားတစ်ခုမှသူ့ရဲ့နှစ်ကာလအားဖြင့်ပြန်ကြည့်မယ်ဆိုရင်ရှိပါတယ်ဒါပေမဲ့လက်ရှိအခြေအနေအားဖြင့်ဒါတည်င်းကျုပ်ပြီးသွားတာတော့မှလက်ရှိအနေအထားကဝယ်လိုက်တဲ့နှုန်းက မရှိနေတာကိုတွေ့ရပါတယ်။အဲပြီးရင်ဒုတိယချက်တော့ရွေးကောက်ပွဲအခြေအနေပါ။ဆိုတော့ကျွန်တော်တို့ရွေးကောက်ပွဲပြီးမှာတော့အာတော်တော်များများမျှော်လင့်တကြီးတွေထားရတယ်ဆိုတော့တိတိကျပြင်မြင်ရပါတယ်။ဘာလို့အဲ့လိုပြောတာလဲဆိုတော့ပုံမှန်အဖြစ်ကျွန်တော်တို့အင်ချမ်ပြည်မှာဒါနိုင်ငံမတည်ငြိမ်မှုတွေပြည်စည်းကွက်မတည်ငြိမ်မှုတွေကြောင့်အာမြန်မာပြည်မှာဒီ HMB တော့ကထဲကိုဝင်တိုးလာတဲ့အဝယ်တွေ investor တွေကျွန်တော်တို့တွေ့ရပါတယ်။အဲလက်ရှိမှာတော့ဒါရွေးကောက်ပွဲအချိန်ကြီး မှာမျောလင့်ချက်အပိုင်းတွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်များများ market ကိုမဝင်ရောက်သေးဘူးလို့အကြံပြင်းပြောလို့ရပါတယ်။ဒါဒီအကြောင်းအရာကိုသိနေတဲ့ investor တချို့လည်းဒီရောက်ပွဲအခြေအနေကိုစောင့်ကြည့်နေတယ်ဆိုတာကိုကျွန်တော်သတိထားမိပါတယ်။ဒါတတိယချက်ကတော့ဘာလဲဆိုရင်လက်ရှိဈေးကွက်ကအမတန်မြောက်နေတယ်ဆိုတဲ့ခံစားချက်ပါ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ခံစားရတယ်ဆိုတဲ့ဒီဈေးကွက်မြောက်နေတယ်ဆိုတဲ့အချက်ဟာ အခုမှဖြစ်နေတဲ့ခံစားချက်မျိုးမဟုတ်ပါဘူးကျွန်တော်တို့ကျွန်တော်မိတ်ဆွေတယောက်ရှိရပါတော့သူကအတင်မောသားဆိုတော့အဲဒီ2020 2021လောက်ပါသူဒါအတင်မောစင်းနေပါတော့အဲ့ဒီအချိန်မှာနောက်တစ်ခုမှကသိန်း1900 2000ဝန်းကျင်ရှိရပါတော့ဆိုတော့အဲ့ဒီအချိန်မှာသူပြောလဲဆိုတော့စေတမ်းများနေတယ်ပေါ့နော်ဒါနဲ့သူ2000အာဒီနှစ်နှစ်သုံးနှစ်အကြာမှာသူတောင်တစ်ခေါက်ပြင်ဆင်လာတယ်ပေါ့နော်အဲ့မှာသူကပြောလဲဆိုတော့ အဲ့ချိန်မှာဈေးတန်းပေါ့နော်သုံးလေးငါးတောင်ဖြစ်နေတဲ့ကာလတွေမှာဆိုလို့ရှိရင်လည်းပဲသူကပြောလဲဆိုတော့ဒီဈေးတန်းဟာအတက်ဆုံးဈေးဖြစ်နေတယ်ပေါ့နော်အခုနောက်တစ်ခေါက်ကျွန်တော်တို့ပြန်ဆုံတယ်အာလက်ရှိမှာတော့အာအိမ်ချမီဈေးက40 60တကွက်ဆိုရင်ဒီ1000ဝန်းကျင်လောက်ဖြီးကိုသွားနိုင်မှာရှိဆိုတော့အခုချိန်ဒီတဲ့ဈေးကွက်ကညားနေတယ်ပေါ့နော်ဆိုတော့အာဒါကျွန်တော်တကယ်ကြီးမိတ်ဆွေလိုပဲအာမိတ်ဆွေတို့လည်းအခုချိန်မှာဈေးတန်းအမြင့်ဆုံးလို့ခံစားတာကောင်းခံစားရနိုင်ပါတယ် ဆိုတော့အဲ့လိုပြောလို့အာနောက်အနာဂတ်မှာဈေးနှုန်းတွေကထပ်ပြီးတော့မတက်လာနိုင်ဘူးလားမကျလာနိုင်ဘူးလားဆိုတဲ့အချက်ကတော့ကျွန်တော်တို့အိမ်ချမ်းမီမှာအရေးကြီးတဲ့ရောင်းလို့အောင်ဝေလို့ရပါဆိုတော့ဝယ်တဲ့သူမရှိတော့ဘူးเนาะအရာလုံးကဈေးကျလာဖို့ရှိနိုင်ပါတယ်။ဒါပြရဟိုရိုးရှင်းတယ်ဆိုပေမဲ့တော်တော်များများသတိမထားမိတာပါ။ဆိုတော့ကျွန်တော်တို့အခြေအနေတွေကိုစောင့်ကြည့်ဖို့လိုပါတယ်။သူသဖြင့်ဝယ်တဲ့သူရဲ့အခြေအနေပေါ့နော်။သူတို့ဝယ်ရောဝယ်နိုင်ရဲ့လားဝယ်ဖို့ရောစိတ်ဝင်စားလား။ဒါတွေကိုကျွန်တော်တို့ကြည့်တင်ပါတယ်။ ဒီအဝယ်လွားပေါ်မူဒီပဲကျွန်တော်တို့မလုပ်လို့ရလဲဆိုတော့အင်ချမ်ပီဟာဈေးနှုန်းထက်တက်နိုင်နိုင်ချေရှိလားဆိုတာကိုခမန်းလို့ရမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်။နောက်ထပ်အာကျွန်တော်အင်ချမ်ပီဈေးကွက်နဲ့ပတ်သက်တဲ့အသုံးအချက်လေးတွေကိုပြုလုပ်သွားရင်လည်းပြန်လည်ဆုံးတွေ့ချင်ပါသေးတယ်။ကျေးဇူးတင်ပါ